ပြီးခဲ့တဲ့ဘက်ကတော့မအလုတ်တွေမမလန့်နိုင်တဲ့အတွက်ရိုက်ကူးရေးမလုပ်ဖြစ်ဘူးပေါ့နော်ဒီဘက်မှာတော့မရရအောင်ရိုက်ကူးပြီးတော့ဒါဟော့စတန်လေးပြင်ပြင်ဖြစ်ပါတယ်အဲတာကြတာမိတွေအတွက်ကျွန်တော်တို့ဟော့စတန်စီစဉ်လေးမစတင်ပြင်ပါပေါ့နော်ကျွန်တော်ယူရိုမင်္ဂလာချမ်းတွေကောင်းမြတ်တဲ့သတင်းစကားလေးတွေပါတင်ပါတယ်နံပါတ်1ကတော့ကျွန်တော်ယူရိုမင်္ဂလာချမ်းကိုဘုဒ္ဓဟူးနေ့ရလွဲပြီးတော့ဂျန်တဲ့ရက်ဒီမှာပိတ်ရက်မရှိဖွင့်ပါတယ် တော့မြည်သူမှုသူအခမဲ့မေတ္တာနဲ့ပြုလုပ်ပေးတယ်။ရေရာမြည်ဖြစ်တဲ့ဆိုရဲလွတ်လပ်လပ်လာပြီးတော့ရေရာအစီရင်နေပြုလုပ်နိုင်ပါတယ်နော်။အဲ့တော့ကျွန်တော်တို့ယူရမင်္ဂလာကျမ်းကိုအကြောင်းမျိုးမျိုးနဲ့မလာရောက်နိုင်တဲ့လူတွေလည်းရှိပါတယ်။ရဝေးရလူတွေနောက်သူကဒီပလိုနိုင်ငံခြားတိုင်းပြည်တွေကသူတွေအတွက်ခက်ခဲကြုံတွေ့နေရတဲ့လူတွေကအွန်လိုင်းရနေပြီးတော့ဖေးရင်မေးကျင်တယ်။ရေရာတွေအကူအညီတောင်းနေတယ်ဆိုရင် Viber နေပြီးတော့ ဆက်သွယ်ပြီးတော့အကူအညီတောင်းခံနိုင်ပါတယ်။အဲ့တော့ကျွန်တော်တို့ချက်ချင်းတော့ဟိုဟောစလန်ပြန်မပို့နိုင်ပြီမယ်။ရက်ချင်းလေးရှိပါတယ်နော်။၃ရက်ကနေ၅ရက်အတွင်းကျွန်တော်တို့ဟောစလန်နေတယောက်ပြန်ဖို့ပြေးပါတယ်။ကလေးနာမည်ပေးလို့လုပ်ငန်းနာမည်ပေးလို့လည်းပဲဘိုက်ဘာနေပြီးတော့ဆက်သွယ်ပြီးတော့ဝေမြန်းနိုင်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့လာတဲ့လာတိုင်းတရက်နေ့မှာဖွင့်လှစ်နေကြဖြစ်တဲ့ သေးသေးသေးနဲ့ပေါ့နော်အခြေခံအဆင့်ကိုလည်းလူစုသူလာပြီးတော့တက်နိုင်ပါလေသင်တန်းကြီးတွေပါလို့မရှိပါဘူးအခမဲ့သရေငယ်ပညာဒါနသင်ပေးတဲ့သရေလက္ခဏာသင်တန်းတွေဖြစ်ပါတယ်နော်နောက်တစ်ခုကတော့ကျွန်တော်တို့အဘဆရာကြီးမင်းကရဲ့ကြီးနေဗလားပြီးကောင်းစဲဘူးလေးတွေအော်အဆောင်လက်ပတ်လေးတွေအဲနောက်တစ်ခုကအဆောင်ဆလွယ်လေးတွေဝါသိနီဖျောက်ဖျောက်နိုင်လေးတွေလိုချင်တဲ့ဆိုရင်လည်းမှာလို့ရပါတယ်ကဲကျွန်တော်တို့ တောက်ကြသားသမီးတွေရဲ့ကံကြမ္မာကိုဖတ်ကြပြမှာဖြစ်ပါတယ်။နံပါတ်၄ကတော့တောက်ကြသားသမီးတွေရဲ့အလုံးနဲ့ပတ်သက်တဲ့ကံသာတာတဲ့။အလုံးနဲ့ပတ်သက်တဲ့ကံသာတာလေးတွေကတော့အနည်းငယ်နည်းနည်းအခက်အခဲလေးတွေကြုံရတတ်ပါတယ်။မမျော်လင့်မနဲ့အလုံးမှာစိတ်ညစ်စရာလေးတွေကြုံရတတ်တယ်။အာစိတ်မောလူမောကြုံရတတ်တယ်။နောက်တစ်ခုကကိုယ့်ရဲ့တန်ဖိုးရှိတဲ့လုပ်ပေါ်ကင်ဘက်တွေဆုံးဆုံးနိုင်မှုဖြစ်တတ်တာပေါ့နော်။ဒီကနေ့လက်တွဲညီတဲ့လုပ်ပေါ်ကင်ဘက်တယောက် လုံးတဲ့နေဖက်ခွာသွားတာမျိုးတွေကြုံရတတ်တယ်။ဒါမှမဟုတ်အလုံးနဲ့ပတ်သက်ရင်နော်နည်းနည်းလေးစိတ်မောလုံမောဖြစ်ရတတ်တယ်။ယောဒီရဲ့အကြောင်းသိငယ်မရှိဘဲနဲ့အလုံးကနေပြီးတော့လူလျှော့တဲ့အရင်းနဲ့မှပါသွားတာမျိုးတွေကြုံရတတ်တယ်။နောက်တေချာပေါက်ရမယ်လို့မှန်းဆထားတဲ့အလုံးကလွဲကျော်သွားတာမျိုးတွေဖြစ်တတ်ပါတယ်။အဲတော့အလုံးနဲ့ပတ်သက်ရင်နော်ကန်တာတာနည်းနည်းလေးမေးမိန်တဲ့သဘောပါပဲ။နောက်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့ တော့ကြသားသမီးဆိုရင်လုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်လားချိန်စနေရင်လည်းထင်တော့ကြံ့ကြာနေတာမျိုးတွေဖြစ်တတ်ပါတယ်။နံပါတ်1ကဆွေးပြေးသားခြင်းနဲ့ပတ်သက်တဲ့ကံတော်တရားတော့အစ်ဗရန်မှာကောင်းသောနမိတ်ဖြစ်တဲ့ဆွေးပြေးသားခြင်းကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာမယ်ပူပန်သောကကင်းမယ်အဖက်ဖက်ကနေပြီးတော့အဆင်ပြေပါတော့နော်ဆွေးပြေးသားခြင်းနဲ့ပူသွဲပေါင်းဆက်သတ်သူဆေးရလုပ်ငန်းတွေမှာအကျိုးပေးပြီးတော့အောင်မြင်မှုရတတ်ပါတယ်။ နောက်လူငွေနဲ့ပတ်သက်တဲ့ကံတာမှာကျတော့ဧကရီတဲ့ဧကရီဆိုဗဉ္ဇမနမိတ်ပါပဲဗဉ္ဇမနမိတ်ဆိုတာဧဝရမကောင်းတာပေါ့နော်အဲ့တော့တောက်ကြသားသမီးတွေရဲ့လူငွေကံတာကောင်းတယ်လူသိလူကင်များမယ်ကောင်းတဲ့သက်သန်ရေးတွေအဆင်ပြေမယ်လူအများကြီးချစ်ခင်မှုလေးစားမှုတန်ဖိုးထားမှုယုံကြည်မှုတွေကိုလွယ်လွယ်ကူကူနဲ့ရနိုင်တဲ့ကံကြမ္မာမျိုးရှိပါတယ်နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတာတဲ့ငွေချင်းနဲ့ပတ်သက်တဲ့ကံတရားမှာကျတော့ ဒါတဲတော့နမိတ်ရဆိုရင်ဒါနမိတ်ကြတာပေါ့ဒါနမိတ်ကသဘောကကြတော့ဘာကိုညွှန်ပြတာလဲဆိုတော့အာကိုရှာပွေနေတဲ့ငွေကိုကိုမတော်အောင်အာကိုရဲ့ပတ်ဝန်းကျင်မှာဒုက္ခတွေတွေနဲ့ပဲကြုံတွေ့ရတတ်တယ်ငွေကြေးအကူအညီတောင်းတာမျိုးမကြကနာကြုံရတတ်တယ်ငွေကြေးကိုအကြောင်းပြုပြီးတော့ဒီကတော့ပတ်သက်ချီဒါငှားတာအာမခံတာတွေမကောင်းဘူးမလုပ်တင်ဘူးဒါပေမဲ့လည်းလုပ်နေရတတ်တယ် ဟာအနိုင်ကျင့်ခံရတာမျိုးလေးတွေလည်းကြုံရတတ်တယ်ပေါ့နော်ကိုယ်ကဆွေးနွေးသားခြင်းအနိုင်ကျင့်တာလို့ကိုယ်ရဲ့မိရင်းဆွေရင်းအနိုင်ကျင့်တာလို့လောဘကိမကအနိုင်ကျင့်တာအဲ့ဒါမျိုးလေးတွေကြုံရတတ်ပါတယ်ဒါတို့ကကျမ်းမာရေးပေါ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံတရာလေးတွေကတော့တော်တော်လေးကောင်းမွန်တဲ့အခြေအနေမျိုးရှိပါတယ်ကျမ်းမာရေးကတော့စူးစူးရွာရွာအညာခိုက်တွေတည်တည်မမအညာခိုက်တွေရှိပါဘူး တော့ကျမ်းမာရေးညံ့နေတဲ့တောက်ကြသားသမီးတွေရှိနေတော့မှကျမ်းမာရေးပြန်နေပြီးတော့ကောင်းမွန်နိုင်တယ်တိုးတက်နိုင်ပါဘူး။ဒါတကူကတော့ကျွန်တော်တို့ပညာရေးကဏ္ဍတွေပေါ့နော်ပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတော်မှကျတော့တဖူးဆိုတာအယူကတ်ကြတာပေါ့။အဲ့တော့ပညာရေးကိုအကြောင်းပြုပြီးတော့နည်းနည်းလေးတိတ်တက်ကဲဖြစ်ကြလိမ့်မယ်ကျွန်တော်တက်တယ်။ရုပ်ရည်မမျှော်လင့်မင်းနဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့လမ်းကြောင်းလွဲသွားတာမျိုးတွေကျွန်တော်တက်တယ်။ ဒါတော့ကိုရွေးချယ်ထားတဲ့ပညာရေးကဏ္ဍတွေဟာကို့အတွက်စိတ်မပါစရာတွေအခက်အခဲတွေကြုံပြီးတော့ရှေ့တူလို့လည်းမရနောက်ဆုံးလည်းမရတဲ့အခြေအနေမျိုးတွေကြုံရတတ်တယ်။အော်ဘာသာရေးလှုပ်ရှင်တွေတွေကြောက်ရွံ့နေတတ်တယ်။ပညာရေးကိုစိတ်မဝင်စားတဲ့လူဖြစ်တတ်ပါတယ်။နောက်တစ်ခုကချင်းတော်နဲ့ပတ်သက်ရင်တော့ခွဲပလား6လုံးဆိုတဲ့နမိတ်ကြတာပေါ့နော်။ခွဲပလား6လုံးနမိတ်ကကြတော့အဲပန်းပွင့်တွေထက်ထားတဲ့ခွဲပလားတဲ့ကိုအစီထက်ထားတဲ့ခွဲပလားကိုပေးကမ်းနေတယ်။ ်အော်ရရှိနေတယ်လက်ခံရယူနေတယ်ကံကြမ္မာနမိတ်ဖြစ်တယ်အဲ့တော့တောကြသာသမီးရဲ့အခြေအနေပတ်သက်ရင်ကံတရာကောင်းတယ်အိန္ဒိယနဲ့ပတ်သက်ရင်ကံတရာကောင်းတယ်ချစ်သူမရှိသေးတဲ့လူတွေချစ်သူရတတ်တယ်အိန္ဒိယမရှိသေးတဲ့လူတွေအိန္ဒိယကြတတ်တယ်သိတဲ့ကြောင်းလန်ကိတာမင်္ဂလာကိတာတွေဖြစ်မြောက်ပြီးတော့အောင်မြင်မဲ့ကံတရာမျိုးရှိပါတယ်ဒါတောကြသာသမီးရဲ့တပတ်တာကာလမှာတွေ့ကြရမယ် ကံကြမ္မာတွေကိုကျွန်တော်တဲတော်နမိတ်ဖတ်ကြပေးကြတာဖြစ်ပါတယ်။တာကြသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အကြောင်းဆိုရင်အာနင်းရောင်နဲ့အနဲ့ရောင်နဲ့ကောင်းပါလေနော်။တာကြသားသမီးတွေဆိုအကျိုးပေးတဲ့ကနန်းပေါ့အဲ့ဒါ၃ကနန်း၊၇ကနန်းဖြစ်ပါလေ။အဲ့တော့တာကြသားသမီးတွေကမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဆွဲတော်ဆိုတော့၃သာ၇ဆုံးပေါ့နော်။ဆွဲတော်ညော့ဆယ်ညော့ဟိုကလူကူတော်ပြီးတော့ဆူတောင်းမှာအញ្ញံခိုက်တွေပြေတော့ပြီးတော့ ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ဒါရသကြသမီးတွေတပတ်တာကလာမှာကျူတူရမဲ့တန်ကြမာသူကောင်းများအတွက်ဒုက္ခကျေပွင်တဲတော်နမိဖတ်ကြပေးကြတာဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့ကလည်းပြောခဲ့သလိုပဲအကြောင်းမျိုးနဲ့ယူရောမင်္ဂလာချမ်းကိုမလာရောက်နိုင်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအွန်လိုင်းကနေပြီးတော့ဒီနေ့မေးချင်တယ်ဆိုရင်39692 35လုံးခုနဲ့ကဲ399092960ဖုန်းနံပါတ်ရဲ့ Viber ရီကနေပြီးတော့ ဆက်သွယ်ပြီးတော့ဟောသရံမာယူနိုင်ပါတယ်အကောင်းရဲ့ဘေးရာပြည့်စုံလေးတွေမာယူနိုင်ပါတယ်အော်မိမိတို့ရဲ့အကြောင်းအကျင့်ကိစ္စအခက်အခဲလေးတွေကိုလည်းရရားကိစ္စတွေအကူအညီတောင်းခံနိုင်ပါတယ်ကိုယ်တိုင်ဘေးရင်တတ်တွေလောကီပညာတတ်တွေသင်ယူခြင်းနဲ့တက်မြောက်ခြင်းနဲ့ဘေးရင်ပညာရနဲ့ယက်တည်နိုင်နေဆိုရင်တို့ယူရောမင်္ဂလာခြံကလာစဉ်လာတိုင်းပညာဒါနအခမဲ့ဇေယိငိမ့်ပေါ့နော်သာဝိနေယေကိုပါတာဝန်ယူတဲ့ဇေယိငိမ့်တင်တဲ့ ဖြစ်တဲ့အခြေခံအဆင့်တင်းတန်းနေမှာဝင်ရောက်ပြီးတော့လာရောက်ပြီးတော့တက်ရောက်နိုင်ပါတယ်အသက်အကန့်အသတ်မရှိပါဘူးเนาะပညာရည်ရှင်းအကန့်အသတ်မရှိပါဘူးရက်ွက်ထောက်ကန်သာရဲပကန်းထောက်ကန်သာနှစ်ခုတော့ယူလာရမယ်ပေါ့เนาะအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေခုနှစ်သားသမီးတွေအားလုံးလည်းကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့လူရဆန္ဒတွေတလုံးတဝါတွေရရှိနိုင်ကြပါစေ။ကျန်တဲ့အောင်လို့ဆောင်းနိုင်ကြပါစေလို့အယူတော်မင်္ဂလာချမ်း ဗောဓိဓမ္မစာကြည့်လိုက်တာနေပြီးတော့အားလုံးအတွက်ဒုက္ခကျေဝေတရဏမိတ်ကိုထပ်ကြပြီးတော့သင်ပြလိုက်တာဖြစ်ပါတယ်